စုပေါင်းဝန်းကျင်လွယ်မှုမှုတွေကဘာရှိသလဲမိသားစုရဲ့ဖွဲ့စည်းပုံကိုပြင်ကြည့်မယ်ဆိုရင်မိဘနှစ်ပါးလုံးရှိတဲ့မိသားစုမိဘတစ်ပါးပဲရှိတဲ့မိသားစုဝေးစားမိသားစုတွေဖွဲ့စည်းပုံကွဲပြားတဲ့အတွက်ကြောင့်မလို့စေချောတဲ့ငွေတွေပုံမှာစိတ်ပိုင်းဆိုင်ရာရောလူမှုရေးဖွံ့ဖြိုးတိုးတက်မှုပုံမှာတရားမှုရှိတာကိုတွေ့ရတယ်။နောက်တစ်ခုကမိသားစုအိမ်တွင်းရေးအခြေအနေကိုပြင်ကြည့်မယ်ဆိုလို့ရှိရင်နှွေထွေးပြီးတော့ပံ့ပိုးပူညီမှုရှိတဲ့ပွင့်လင်းမင်သားတဲ့မိသားစုကကြီးပြင်းလာတဲ့ကလေးတွေဆိုလို့ရှိရင်ယုံကြည်စိတ်ချမှုအပြုတဘောဆောင်တဲ့စိတ် ခြေအနေတွေကိုတိစောက်ဖို့ရန်အတွက်အထောက်အပံ့ပြုပါတယ် ကိုဝင်တော့ကတွေများပြီးဖိအားများတဲ့အငင်းပွားမှုတွေနဲ့ပြင်းနေနေတဲ့မိသားစုကနေချီးပြင်းလာတဲ့လူငယ်တွေအတွက်ဆိုရင်သူရင်ပူပန်မှုတွေစိတ်သက်သာမှုတွေစတဲ့ပြဿနာတွေကိုဖြစ်စေပါတယ်မိသားစုရဲ့အုတ်ထင်းကြီးစနစ်ကလည်းကြောင်းနေမှုရှိတာကိုတွေ့ရတယ်။ကလေးတွေကိုအပြုတဘောဆောင်တဲ့အားပေးမှုတွေ၊ပံ့ပိုးကူညီမှုတွေပြုလုပ်ပေးတဲ့ဤစနစ်ကလည်းကလေးတွေရဲ့ကိုယ်ပိုင်တွေးခေါ်ဖွံ့ဖြိုးမှုပြဿနာဖြေရှင်းနိုင်တဲ့စွမ်းအားတွေကိုဝေထုတ်ပေးတဲ့အခါမှာအထောက်အပံ့ပြုပါတယ်။ဒါမှမဟုတ်ချန်နယ်ခတ်ထန်တဲ့အေးဆက်တဲ့အုတ်ထင်းကြီးစနစ်က လည်းကလေးတွေပေါ်မှာပုံကန်ခြင်းတွေပြတ်တဘောဆောင်တဲ့ကြတနာတွေဖြစ်ပေါ်စေပါတယ်။ဒါကြောင့်မလို့ဒါစုပေါင်းဝင်ခြင်းအခြေအနေကကလေးတွေပေါ်မှာတက်ရောက်မှုရှိရဲဆိုတာကိုသတိပြုဖို့ရန်အတွက်အရေးကြီးတယ်။